ခုဂျမ်ပါကတော့ဂလာတိဩဝရစာခန်းကျင်းနှစ်ပဲဖြစ်ပါတယ်ဂလာတိဩဝရစာ အခန်းကြီး2အငယ်1မှ30ထို့နောက်34နှစ်လွန်ပြီးမှငါသည်တိတုကိုခေါ်၍ဗာရမနှင့်အတူယေရုရှလင်မြို့သို့တဖန်သွားလေ၏ဗျာဒိတ်တော်အတိုင်းပင် သွားသည်ဖြစ်၍တပန်းအမျိုးတို့၌ဟောပြောသောဧဝံဂေလိတရားကို ထိုအခါငါကြားပြောလေ၏ထို့သို့ဆိုသော ငါဆောင်ရွက်ခဲ့ပြီးသော အမှုနှင့် နောက်၌ဆောင်ရွက်လက်တန်းသော အမှုကို အချီးနှီးမဖြစ်စေခြင်းငှာအတရေထင်ရှားသော သူတို့အားသာတိတ်ဆိတ်စွာကြားပြော၏သို့တော်လည်းငါနှင့်အတူပါသော ဟေလတအမျိုးတိတုကိုအေပြားလှီးခြင်းကိုမခံစေချာယေရှုခရစ်အားဖြင့်ငါတို့ခံစားသောလွတ်ချင်းအခွင့်ကိုချောင်းကြည့်၍ငါတို့ကိုကြုံခံစေမိအကြံနှင့်ပရိယေအားဖြင့် သူတပားတွင်၍ငါတို့အထဲသို့ဝင်သောညီကိုဤအယံကို ဆောင်းသောသူတို့အကြောင်းကြောင့်ထိုတို့ပြုကြ၏မှန်သောအေဝံဂေလိတရားသည်တင်တို့၌တည်နေမိအကြောင်းငါတို့သည် ထိုသူတို့စီရင်ခြင်းကိုခဏမျှဝမခံကြအထရေထင်ရှားသောသူတို့သည်အထက်ကအဘယ်သို့သောသူဖြစ်ကြသည်ကိုငါမဆိုင်ဘုရားသခင်သည်လူမျက်နာကိုမှတ်တော်မမူ ထိုသူတို့နှင့်ငါသည် ပေါင်းဖော်၍ထူးခြားသော အရာကိုမခံရသည့်သာမကအယေပြားလီးခြင်းကိုခံသောသူတို့တွင် ပေတရုကိုတမန်တော်ဖြစ်စေခြင်းကပေတရု၌ပြုပြင်တော်မူသောသူသည်တပန်းအမျိုးသားတို့တွင်ငါကိုတမန်တော်ဖြစ်စေခြင်းကငါ၌လည်းပြုပြင်တော်မူသည်ဖြစ်၍အယေပြားလီးခြင်းနှင့်ဆက်ဆိုင်သောဧဝံဂေလိတရားကို ပေတရု၌အတော်မူသည်နီတူအယေပြားလီးခြင်းနှင့်မဆက်ဆိုင်သော ဧဝံဂေလိတရားကိုငါ၌အတော်မူကြောင်းကိုသူတို့သည်သိမြင်ကြ၍အမိတကယ်ဖြစ်သောယာကုပ်ကေဖာယောဟန်တို့သည်လည်းငါရသောခြေဆုတော်ကိုသိကြသောအခါမိမိတို့သည်အေပြားလှီးခြင်းကိုခံသောသူတို့စီတို့တွားမိအကြောင်းနှင့်ငါတို့သည်တပန်းအမျိုးသားတို့စီတို့တွားမိအကြောင်းလက်ရလက်ခံခြင်းကိုဗာနဘနှင့်ငါအားပေးကြ၏ငါတို့သည်ဆင်းရဲသောသူများကို အောင်မေ့စေခြင်းကသူတို့အလိုတခုတည်းရှိ၏ထိုအမှုကိုငါသည် အလိုအလျောက်ကြိုးစားအားထုတ်လေရှိ၏အငယ်7မှ21ထိုနောက် ပေကျုသည်အန်တီအုပ်မျိုးသို့ ရောက်လာသောအခါသူ၌အပြစ်တင်စရာအခွင့်ရှိသောကြောင်သူကိုတိုင်ကိုငံ့ကြီး၍စီးကြရ၏အကြောင်းမူကားလူအချို့တို့သည်ယာကုပ်ထံကမရောက်မလာမီ ေတုသည်တပါမျိုးသားတို့နှင့်အတူစား၏သူတို့ရောက်လာသောနောက်ပေတုသည်အေပြားလီချင်းကို ခံသောသူတို့၏မျက်နှာကိုထောက်၍တပါမျိုးသားတို့နှင့် မပေါင်းဝန်တယောက်တခြားစီနေ၏ကျွင်းသောယူဒလူတို့သည် ပေတုနှင့်တူရှုဝဲ၍သူတို့ရှုဝဲခြင်းအပြင်ဘာနာဘသည်လည်းသူတို့ဘက်သို့ပါသွား၏သူတို့သည်မှန်သောဧဝံဂေလိတရားနှင့်အညီ ဖြောင်းမတ်စွာမကျင့်ကြံကိုငါသည်မြင်လင် ထိုသူ အပေါင်းတို့ရှိမှပီတုအားငါဆိုသည်ကားတင်းသည်ယူဒလူဖြစ်လျက်ပင်ယူဒထုံးစံအတိုင်းမကျင့်ဘဲတပါးအမျိုး၏ထုံးစံအတိုင်းကျင့်လျင်တပါးမျိုးသားတို့သည်ယူဒထုံးစံအတိုင်းကျင့်စေခြင်းငှာအဘဲကြောင့်သူတို့ကိုအနိုင်ထက်ပြုသည်နီလူတို့သည်ပညာတရား၏အကျင့်အားဖြင့်ဖြောင်းမတ်ရာသို့မရောက်ယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင်းမရာသို့ရောက်ကြသည်ကို အပြစ်ထင်ရှားသောတပါးမျိုးသားမဟုတ်ဘဲဇာတိအမျိုးအားဖြင့်ယူဒလူဖြစ်သောငါတို့သည် အမှန်တည်သည်နှင့်အညီပြဉ္ညာတရား၏အကျင့်အားဖြင့် ဖြောင်းမရာသို့မရောက်ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့်ဖြောင်းမရာသို့ရောက်ခြင်းကငါတို့ပင်ယေရှုခရစ်ကိုယုံကြည်ကြပြီအကြောင်းမူကားပြဉ္ညာတရား၏အကျင့်အားဖြင့်အဘယ်သူမျှဖြောင်းမရာသို့မရောက်နိုင်ရာခရစ်တော်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်ချင်းငှာငါတို့သည်ကြိုးစားလျက်ပင်အပြစ်ချင်းရှာသောသူဖြစ်သေးသည်မှန်လျင် ခရစ်တော်သည်အပြစ်တရားကိုပြည့်စုသောသူဖြစ်တော်ထိုသို့မဖြစ်နိုင်ရာအထက်ကငါဖြိုဖျက်သောအရာကို နောက်တပံငါတိဆောက်ပြန်လျင် ကိုအပြစ်ရှိသည်ကို ကိုယ်တိုင်ထင်ရှားစွာပြ၏ထိုမှတပါငါသည်ဖျားသခင်နှင့်ဆိုင်သောအရာ၌အသက်ရှင်ပြီးအကြောင်းပြည့်ညတ်တရားနှင့်ဆိုင်သောအရာ၌ပြည့်ညတ်တရားအဖြစ် ေလျက်နေ၏ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကတိုင်မှအသေးခံပြီးသို့တော်လည်းအသက်ရှင်သေး၏ထို့သောဆိုသောငါသည် ကိုယ်တိုင်မရှင် ခရစ်တော်သည်ငါ၌ရှင်တော်မူ၏ကိုခန္ဓာ၌ယခုငါရှင်သောအသက်သည်ဘုရားသခင်၏သားတော်ကိုယုံကြည်ခြင်းအဖြစ်တည်၏သားတော်သည်ငါကိုချီး၍ငါအဖို့ကိုကိုကိုစွန့်တော်မူ၏ဘုရားသခင်၏ကျေးဇူးတော်ကိုငါမပယ် ပညာတရားကိုအမိပြု၍ဖြောင်းမတ်ရာသို့ရောက်နိုင်လင်ခရစ်တော်သည် အချီးနှီးအသေးခံတော်မူပြီ။ Okay နောက်ချက်ပိုင်းမှာပြန်တွေ့ကြမယ်။ Bye bye ။